ုတ်ပြီကျွန်တော်နိုင်ငံကို2030ခုနှစ်မတိုင်ခင်မှာပဲတရုတ်နိုင်ငံကပြီးသက်သိမ်းယူနိုင်ဖို့ tradition တွေကကျဆပါတယ်မိဘပြည်သူမျိုးကောင်းမွန်မှများ subscribe နဲ့ comment လေးကိုနေပြီးတော့ပတင်းများကိုနှာစင်နေပါပြီကျေးဇူးတူအားလုံးကျေးမွန်ချမ်းသာကြပါစေဗျာပြင်ဆင်ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းကြားတယ်ဆိုရင်ကျွန်တော်မိဘတွေအချို့အော် မိပါလိမ့်မယ်အချို့ကတော့ဒီခင်းချင်းနဲ့ပတ်သက်ပြီးတော့လည်းရိတ်စားမိနေမယ်လို့လည်းကျွန်တော်ယုံကြည်မိပါတယ်ဟုတ်ကဲ့ပါကြီးတစ်ချက်မှဖောက်ဘဲနဲ့ကျွန်တော်နိုင်ငံကိုတည်ယူဖို့အတွက်စနစ်တကျအချင်းအချင်းတွေကပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီဒါကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံလုံးတစ်မျိုးသားလုံးသိဖို့အရေးကြီးတဲ့အကြွမ်းထပ်ထပ်မှန်ပြီးတော့ကျွန်တော်နှိုးဆော်ပေးပါရစေ။ ဟုတ်ပြီ2030ခုနှစ်အတွင်းမှာတရုတ်နိုင်ငံမှာရေရှားပါမှုပြဿနာကိုအကြီးအကျယ်ကြုံတွေ့နိုင်တယ်ကျွန်တော်သဘောအရင်းမြစ်တွေရှားဖွေကြီးဌာနကကျွန်တော်တို့2002ခုနှစ်မှာစည်စကရားနဲ့တကွာဖော်ပြထားတာဖြစ်တယ်ဟုတ်ပြီတို့နိုင်ငံတွင်းမှာရေအရင်းမြစ်တွေရှားပါမယ်အဲ့တော့ဘယ်နိုင်ငံကိုမျက်စောင်းထိုးလဲဘယ်နိုင်ငံကိုအသုံးချဖို့အတွက်တို့တွေပြင်ဆင်ခဲ့လဲကျွန်တော်တို့နိုင်ငံကိုအသုံးချခဲ့ပါတယ် ျတို့နိုင်ငံကသူတို့နိုင်ငံရဲ့အစေအပါအခိုင်းအစေပြောချင်တာကသူတို့ကိုမိခိုးပြီးတော့မှကျွန်တော်တို့တွေအသက်ရှင်ရည်တည်ရမယ့်ပုံစံမျိုးအဖြစ်ညီမျိုးစုံနဲ့ပုံဖော်သွသွင်းနေတယ်ဆိုတာကိုကျွန်တော်တို့မျိုးသားလုံးသိဖို့ရာအင်မတန်အရေးကြီးပါတယ်ဒါကတရုတ်အစိုးရရဲ့အစီရင်ခံစာတစ်ခု နှစ်ခုနှစ်စင်စရာတွေမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်နိုင်ငံကိုပြည်သိစီမံဂိမ်းသူတို့ရေးဆွဲကြပါတယ်။ဘလို့စီမံဂိမ်းတွေပါနေလဲဆိုရင်အစားအသောက်တွေပါတယ်၊ကုန်ပစ္စည်းတွေပါတယ်၊လူမျိုးရေးပြောချင်တာကတော့ဝါမျိုးတဲ့အခြေအနေတွေအကုန်လုံးကိုထည့်သွင်းပြီးတော့ရေးဆွဲထားသလို ဈေးကွက်ထွဲကိုထိုးပေါက်ဝင်ရောက်တာပဲဖြစ်ဖြစ်ကုန်ပစ္စည်းတွေသုံးဆွဲတာပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်မျိုးသားလုံးအနေကြခံနေအခြေအနေတွေနဲ့ကျွန်တော်တို့မျိုးဆက်တွေပါအာနေနိုင်တဲ့ပုံစံတွေကိုရေချက်ကြီးစွာနဲ့စနစ်တကျဖြည်းဖြည်းနဲ့မှန်မှန်ဆောင်ရွက်ထားခဲ့တာကြာခဲ့ပါပြီဟုတ်ပြီ ဒါဆိုရင်တော့ဒီလို plan တွေထုတ်လို့ဒီလို plan တွေချပြီးတော့ကျွန်တော်နိုင်ငံကိုလွတ်ဆောင်ခဲ့တဲ့ဥပမာလေးလေးတွေနဲ့ကျွန်တော်တင်ပြပေးပါမယ်။ဟုတ်ပြီစိုင်ကယ်ကျွန်တော်နိုင်ငံအတွင်းထဲမှာစီးနေတဲ့ဒီလိုနိုင်ငံထုတ်စိုင်ကယ်မျိုးစုံဒီစိုင်ကယ်တွေဟာသူတို့နိုင်ငံအတွင်းထဲမှာစီးလို့ရပါသလား။ဆိုတော့ကျွန်တော်တို့တစ်ကမ္ဘာလုံးမှာကျွန်တော်မိသားစုဝင်တွေရှိပါတယ်။တရုတ်နိုင်ငံမှာ အကျွန်တော်ရဲ့ဗီဒီယိုကိုချစ်နေတဲ့မိသားစုဝင်တွေဒါမှသူတို့မဟုတ်ဒါကိုလိလာမိရဲ့ကျွန်တော်မိသားစုဝင်တွေရှိရင်ကျွန်တော်ရဲ့ comment မှာရေးပေးခဲ့ပါဒီ comment ဟာကျွန်တော်တို့ဒါအချိန်မီဝင်ရောက်ကြည့်ရှုနိုင်တဲ့ comment တွေဖြစ်တယ်ပြီးတော့အခြားသူတွေလည်းမြင်နိုင်တဲ့ comment ပို့လို့မိမိတို့ရဲ့ comment ဟာကျွန်တော်နိုင်ငံအခုလက်သားမျိုးနွယ်တစ်ခုလုံးကိုကယ်နိုင်စေတဲ့ဒါ comment တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်နိုင်ငံမှာလက်ရှိ စီးနေရတဲ့အဲ့ဒီဆိုင်ကယ်တွေကသူတို့တရုတ်နိုင်ငံမှာလုံးဝစီးနင်းခွင့်မပြုထားဘူးဒါပြင်ရောင်းချခွင့်တော့မပေးထားပါဘူးဒါကတော့တရုတ်နိုင်ငံကိုရောက်ဘူးတဲ့သူတွေလည်းသိပါလိမ့်မယ်တရုတ်မှာနေနေတဲ့သူတွေပို့ပြီးတော့သိပါလိမ့်မယ်ဟုတ်ပြီဒီလိုမျိုးဆိုင်ကယ်တွေဟာကျွန်တော်တို့ကိုဘာကြောင့်စီးနင်းစေတာလဲပုံမှန်တိုင်းကြည့်ရင်ဆိုရင်တော့ဈေးပေါ်ပေါ်နဲ့ ဒါကုန်ပစ္စည်းထုတ်ကုန်တစ်ခုကိုသုံးဆွဲနိုင်လို့ရမယ့်အခြေအနေမျိုးလို့ထင်မြင်ယူဆပေးရပါမယ်။ဈေးပေါ်ပေါ်နဲ့ကျွန်တော်ပြည်သူတွေသုံးဆွဲဈေးဖို့ဆိုတဲ့ဒါပြောဆိုမှုထုတ်ပြန်မှုဟာတကယ်တမ်းကျွန်တော်ပြည်သူအတွက်စည်စနာပါလားဆိုတာကိုကျွန်တော်တို့ချင်းကပ်တွေးခေါ်ဖို့ရည်ကြည်ပါတယ်။ချမ်းခိုင်မှုမရှိဘေးကင်းလုံခြုံမှုမရှိ ဒီပစ္စည်းတွေကိုသုံးစွဲနေရတဲ့ကျွန်တော်နိုင်ငံသားတွေရဲ့အသက်အန္တရာယ်ထပ်ပို့ပြီးတော့အရေးကြီးတာဘာမှမရှိဘူးဒါကြောင့်ကျွန်တော်နိုင်ငံမှာသူတို့နိုင်ငံမှာမသုံးတဲ့ပစ္စည်းတွေဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒါပေးဖို့ကျွန်တော်နိုင်ငံအတွက်တည်တံ့ပေးဖို့တဲ့ပစ္စည်းတွေကျွန်တော်နိုင်ငံအတွင်းမှာရောင်းချမိတယ်ဆိုရင်သူဟာရောင်းချတဲ့သူဟာတရား ဆွဲခံရပါတယ်ဟုတ်ပြီဒါဆိုရင်တော့နောက်ထပ်တစ်ခုကျွန်တော်တင်ပြပေးပါရစေအဲ့ဒီတစ်ခုကလည်းကျွန်တော်တို့မိဘတွေအားလုံးသိရှိနေတဲ့အစားအသောက်ပါဒီဥနိုင်ငံကတင်သွင်းလာတဲ့အစားအသောက်တွေကျွန်တော်ရဲ့မိဘတွေစားတုံးဘူးမယ်လို့တော့ကျွန်တော်လည်းယူဆပါတယ်ကျွန်တော်လည်းစားသုံးခဲ့ဘူးပါတယ်ကျွန်တော်မသိတဲ့အချိန်တွေမှာစားသုံးခဲ့ပါတယ်လက်ရှိ ကျောင်းနိုင်ငံအတွင်းကကလေးတွေအများစုအကုန်လုံးဒီပါတရုတ်နိုင်ငံကထုတ်တဲ့အစားအသောက်ကိုတရေစားကနေစပြီးတော့စားနေရပါတယ်ဒါဟာတော်တော်လေးကိုအန္တရာယ်ကြီးပါတယ်ဒီစားတော့တွေကဘလောက်ထိစိုးရလဲဆိုတာကျွန်တော်တို့လူမျိုးမျိုးတုံးနိုင်တဲ့အခြေအနေထိကိုအဲ့ဒီအချိန်မှာပါတဲ့ဒါဓာတုပစ္စည်းတွေကတက်တည်ပါ ဒါကိုလည်းပဲကျွန်တော်အချက်လက်နဲ့တကွာသင်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ပြီ။ထူးခြားတဲ့အစားအသောက်တွေကိုကြည့်မယ်ဆိုရင် အခင်တွေအသားအလုံးတွေပြီးတော့ကြက်ဥချောင်းဆိုတဲ့အရာတွေပြီးတော့ကျွန်တော်တို့ပျော့ဤပျော့ဤဂျယ်လီလိုမုတ်မျိုးစုံတွေပြီးတော့အနက်အရန်ကိုမှုေးတဲ့ကလေးတွေအများဆုံးစားတဲ့ဒါပုံပေါ်ပုံစံလေးပြပြမယ်ဆိုရင်ကျွန်တော်မိပါတယ်ကလေးတွေကြိုက်တဲ့ color တွေပြီးတော့ ဈေးနည်းနည်းပဲပြီးပြီးတော့ပစ္စည်းအကြီးရတဲ့ဒါအချောင်းရှည်တဲ့ချိုချင်လိုမျိုးတွေအအရင်ကိုစုပ်ပြီးတော့တောက်ရတဲ့ပေစာတွေမှာတော်တော်လေးကိုစစောဝါပါနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ပြီဒီစားတောက်တွေမှာသက်တမျိုးပါဝင်ပြီးတော့စားသုံးခဲ့တဲ့ဒါကလင်းငေတွေရဲ့ခနာကိုကြီးထွားမှု နှီးကွေးစီတာလည်းပါတယ်ပြီးတော့သူတို့ရဲ့ညင်ကြီးထုံတိုင်းစီတဲ့ဓာတုစေဝါတွေလည်းပါသလိုအရွယ်ရောက်တဲ့အချိန်မှာအမျိုးသားတွေဟာတာတမီရနိုင်တဲ့အခြေအနေဇိုးတွေထိကိုကျုပ်တို့နိုင်ရပါတယ်ဟုတ်ပြီကျွန်တော်အမျိုးသမီးတွေလည်းထုံလေးလကောင်းမယ် တော်တို့လက်ရှိကျွန်တော်နိုင်ငံအတွင်းမှာရင်သားမျက်စာဖြစ်နေတဲ့အခြေအနေတွေရှိတယ်ပြီးတော့ဒါအမ်တအိမ်နဲ့ပတ်သက်ပြီးတော့ပြဿနာမျိုးစုံကြုံတွေ့နေရတဲ့အကျွန်တော်တို့အမျိုးသမီးတွေလည်းရှိတယ်ပြီးတော့ခြားသောအမျိုးသမီးတွေရဲ့အရေးကြီးတဲ့အင်္ဂါတွေအင်္ဂါစိတ်ပိုင်းတွေမှာလည်းပဲပြဿနာမျိုးစုံကြုံတွေ့နေရတာဒီကိုလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါဒီဟာကျွန်တော်တို့ငယ်စဉ်ကလေးဘွားတွေကစားသုံးခဲ့တဲ့အစားတောက်မှသည်ကျွန်တော်တို့အရွယ်ရောက်တဲ့အချိန်ထိစားတောက်နေရတဲ့တရုတ်နိုင်ငံတို့အစား အတောက်တွေကုန်ပစ္စည်းတွေအကြောင်းဖြစ်တယ်ဆိုတာကိုကျွန်တော်မိဘတွေကိုကျွန်တော်ကအရေးတကြီးအသိပေးနေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘချို့ရတော့ဒါကိုသိရှိပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်နိုင်ငံစင်ရတွင်ကြနေတဲ့အချိန်ကျောင်းနိုင်ငံဒုက္ခမျိုးစုံကိုခံစားနေရတဲ့အချိန်မှာကျွန်တော်တို့မိဘတွေရလည်းပဲဒါမိသားစုဝင်တွေကလေးငယ်တွေအတွက်လုံလောက်တဲ့ဖြစ်စွာတွေမကြွေးမွေးနိုင်တဲ့အခြေအနေတွေမှာ ဇီးပေါ်တဲ့အစားတောက်တွေပဲစားနေရတဲ့ကလေးအများစုကျောင်းနိုင်ငံအတွင်းထဲမှာ ရှိနေပါတယ်ဒါဟာလည်းလက်ရှိအမှန်တရားဖြစ်ပါတယ်ဟုတ်ပြီဒီကလေးမျိုးဆက်ပြဿနာတွေဖြစ်ပေါ်နိုင်တဲ့အကြောင်းအရာတွေကို တွေ့ရှိခဲ့တာက ကုလသမဂ္ဂ WHO ရဲ့အစီအစဉ်